အင်ကွင်းအီတီဟက်မှာချယ်ရီတွေကိုအကောင်းဆုံးချက်ပြုတ်နိုင်ခဲ့တဲ့မန်စီးတီး Welcome to my party. We're just getting started. A life is a dream or a nightmare starring. မင်္ဂလာပါဗျ။ Cookings the football show on YouTube ware ကျွန်တော်ခမ Messi နဲ့ဘုံမော်တို့ရဲ့ပွဲပြီးသုံးသချက် full time review လုပ်ပြီးသွားကြပါမယ်။ Arsenal အသင်းကို6မှတ်တော့ကွာဟနေတယ်ဆိုပေမဲ့ဒါသည် Messi တို့အတွက်ကောင်းမွန်တဲ့နိုင်ပွဲတစ်ပွဲလို့ပဲညွှန်းဆိုရမှာပါ။ ဒီပွဲမှာလဲအာယုံအပြည့်ဝစိုက်ပြီးတော့ဘုံမောက်ကိုဘလူကစားရမယ်ဆိုတာပွဲမတိုင်ခင်ကတည်းကကြွတင်စီစဉ်ခဲ့တဲ့ပုံပဲပြောချင်တာဘုံမောက်ဒီအချင်းအသင်းတစ်သင်းမဟုတ်ဘူးအဲ့တော့ကြောင့်အလေးငိုက်တစ်ချက်မိသွားတာနဲ့မထင်မထင်သလိုအခွင့်အရေးတွေပေးရနိုင်တယ်တကယ်တမ်းရှင်ပြန်ကစားတဲ့အချိန်မှာလဲအိုင်ရာအိုလာဒီမက်ဆီဒီကိုလုံးဝတစ်ဖက်ပိတ်ပြီးတော့ only defense ကစားနေတဲ့စာရဲ့ ဘောလုံးပိုက်ဆိုင်မှုတချို့တောင်ပြန်ယူပြီးချင်းချောက်မှု ရှိခဲ့တဲ့ကစားဟန်မျိုးပါဒါကပဲမက်ဆီဒီအသင်းတို့ကကောင်းမွန်တဲ့အချက်တွေဖြစ်သွားစေခဲ့တယ်အရင်တော့လည်းမျိုးမက်ဆီဒီကကောင်တာအတက်မစော့ဘူးလုံးဝ open play ရနေပဲเนาะဂိုးသွင်းမယ်ဆိုရက်ခစ်တည်ဟိုအရင်တော့ကကြံခဲ့ပြီအခုနောက်ပိုင်းကနီးမျိုးစုံနဲ့သွင်းလိုက်မယ် supply တွေပဲအားကိုးမှာမဟုတ်ဘူးဗျာကောင်တာအတက်တွေပဲအားကိုးမှာမဟုတ်ဘူးပြိုင်ဘက် situation ပေါ်မှာမူတည်ပြီးကစားလိုက်မယ်အဲ့တော့ကြောင့်တစ်ခါလေကြာရင် ဘောလုံးပေးကင်လိုက်တဲ့အခြေအနေမျိုးတွေရှိတယ်။ဘုံမောက်ကဘောလုံးကင်လို့ရတဲ့အချိန်ကဘောလုံးကင်ပါပြီဆိုမှဘာဖြစ်လို့ခံစစ်ဆော့တော့မှာရောကိုးသွင်းဖို့အတွက်ကြိုးစားအားထုတ်တော့မယ်။အဲ့လိုအခြေအနေမျိုးမှာဘောလုံးပြန်ပြတ်သွားပြီဆိုတာနဲ့အရင်ကဒီပလိုင်းမစ်ဖီတာတွေဆိုရင်ပြန်ပြီးတော့ဘစ်ဒက်ပြန်တဲ့တယ်။မက်ဆီဒီဘစ်ဒက်ပုံဖော်တာအရင်လှတယ်။တိုးတော့မတဲတော့ဘူး။ထိချက်နည်းနည်းနဲ့ဂိုးရဖို့အတွက်ပဲထိရောက်တဲ့ဘောလုံးပေးပမှုတွေလုပ်တယ်။ Progressive passes တွေပေးတယ်။ Efficient ဖြစ်တဲ့ hand တွေကိုပဲအသုံးပြုတယ်။ ရှေ့မှာဒုံဆိုင်ပြေးမဲ့ဂိုးသွင်းနိုင်တဲ့တိုက်စစ်ကစားသမားတယောက်ရှိနေတာလည်းမစီးတော့အများကြီးအားသာချက်ဖြစ်စေခဲ့တယ်။ short araola ဒီနေ့မှာသွားတာဒီမစီးဒီကိုရှင်ကစားပြီးတော့ဂိုးသွင်းဖို့ကြိုးစားအားထုတ်မှုပြုတဲ့အချက်ပါပဲ။ဒါပြင်ဘုံမောက်တင်းရဲ့ဒီတိုက်စစ်ပိုင်းစုဖွဲ့မှုမှာလည်းကျွန်တော်သဘောမကျတဲ့အချက်လေးတစ်ချက်ရှိတယ်ပေါ့နော်။ဆမီးညော်က right wing ဘက်မှာ တယောက်တည်းနည်းနည်းလေးတည်နေတယ်တကယ်တော့ central zone ထဲကိုထည့်လိုက်မယ်ဆိုရင်အဲ့ crowpee ဆိုတဲ့ကစားသမားနေရာမှာဒါကစားမယ်ဆိုရင်တမျိုးတစ်ပုံမစီတီကစားသမားတွေရဲ့အဲ့ဒီဘလုံးလမ်းကြောင်းပဲဖြစ်ဖြစ် running lane တွေပဲဖြစ်ဖြစ်မှန်းစားတာခတ်လိမ့်မယ်သူပြင်မဲ့စမီးညော်ကအဲ့ဒီ right wing တနေရာမှာပဲလှိမ့်ပိတ်ကစားနေတဲ့အခါကျတော့အဲ့တနေရာကိုအကောင်းဆုံး လူကပ်ပြီးတော့ကစားသွားခဲ့တယ်။ဆမီညောတိတ်ပြီးတော့ဒီနေ့ပွဲစဉ်မှာခြေသွမ်းတော့မပြနိုင်ဘူး။တာမန်ဆွမ်းဆောင်ရင်ထက်မပူတဲ့အခြေအနေမျိုးပဲမြင်ခဲ့ရတယ်။ဘုံမောက်ရဲ့အသက်ကလည်းဆမီညောပဲ။ဆမီညောမီးငိမ့်တာနဲ့ကျန်တဲ့ကစားသမားတွေဒီအသက်မဲ့သွားအောင်။ Brooks ကတော့ဒီနေ့ပွဲစဉ်မှာဆွမ်းဆောင်ရင်ကောင်းတချို့ပြတ်တနိုင်ခဲ့ပေမဲ့ Brooks ရဲ့အကောင်းဆုံးအခြေအနေကတော့ကျော်လွန်သွားခဲ့ပါပြီ။အဲ့တော့ကြောင့် Araola အနေနဲ့ပေါ့နော်။ခန်းစစ်ကိုတေချာလေးကြစ်ကြစ်လေးလေးနဲ့ တခြားအသင်းငယ်တွေဖြစ်မင်းအသင်းတွေစော့တဲ့ပုံသဏ္ဍာန်အတိုင်းသာမက်ဆီဒီကိုကစားမယ်ဆိုရင်တမျိုးတစ်ပုံတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါမဲ့လည်းမက်ဆီဒီကအရင်ဟိုဒီပွဲတွေမှာပြင်ဆင်တာကောင်းခဲ့တယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့သူတို့ရသွားတဲ့ဂိုးတွေဆိုရင်လှလင်မြဲမြဲနဲ့ဂိုးတွေရသွားတဲ့အတုံးချမှုအားကောင်းတယ်တချို့ဂိုးတွေဆိုရင်ဂျော်ဂျီပက်ထရိုဗစ်ကောင်းတဲ့အတွက်ကြောင့်သာဒီထက်ပိုပြီးတော့ဂိုးမပေးခဲ့ရတာဥပမာပြောရရိုင်းနာစကန်သွင်းထားတဲ့အလုံးမျိုးတွေ တချို့လုံးနေကျွန်တော်ခြေထောက်လေးနဲ့နည်းနည်းလေးထိရင်ဂိုးဝင်ရမယ့်အခြေအနေကိုချော်သွားတဲ့ပုံစံမျိုးလေးတွေကြောင့်တိတ်အဆင်မပြေခဲ့တာလုံးဝမက်ဆီဒီကတော့ထိရောက်တဲ့ကစားတဲ့ဟန်တစ်ခုနဲ့ပဲအသုံးပြုပြီးကစားသွားခဲ့တာတိတ်ကိုကောင်းပါတယ်မက်ဆီဒီရဲ့ဒီနေ့ပေါ်ထွက် line up ကတော့၄-၄-၄လဲပုံစံပြောင်းသလို၄-၃-၃တဲ့ပုံစံပြောင်းတယ်ဒါကတော့အခုနောက်ပိုင်းဘောလုံးသင်းတွေကစားတဲ့ဟန်အတိုင်းဖြူဟာအတိုင်းပဲပုံသေးကြီးဘယ်အသင်းမှမစော့တော့ဘူး ွဲချင်းအတွင်းမှာတောက်လျှောက်ပြောင်းနေတာအထူးသဖြင့်ကွင်းလေကစားကွက်ပေါ့ကွင်းလေကစားကွက်ကတခါလီကြာရင်ကျွန်တော်တစ်နှစ်ပုံစံဖြစ်သွားတယ်ကွင်းလေဆိုတဲ့နေရာမှာဒါ central zone ပဲပြောတာပေါ့နော် တခါလီကြာရင်လည်းဒီရမှာနှစ်ယောက်ပုံစံမျိုးဖြစ်သွားတယ်အနှစ်တစ်ပုံစံမျိုး DM CM AM ပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ကွင်းလေမှာကျွန်တော်ဒီနှစ်ပွဲစဉ် Nico Williams အရန်ကောင်းတယ် Man City ရသွားတဲ့ goal တွေဆိုရင်သူ့စီကမြဖြားခံတာတွေများတယ် Nico Williams တဲ့ Bernardo Silva တွဲတယ် Bernardo Silva ကတော့နေရာလွတ်တွေဝင်ပြီးတော့ဖြည့်ပေးတဲ့ပုံစံမျိုး ခါလီကြရင်လေ၄၁၄၁ပုံစံမျိုး FIFODAN နဲ့ Barrodo Silva ကအတကယ်မဲ့ V ပုံစံမျိုးဖြစ်သွားတယ်။အော်ကျွန်တော် ပြောဖို့တစ်ချက်ကြံရဲလို့ Hyperson ပေးနိုင်ပါတယ်။ဒါကလည်းဘုံမောက်အတင်နောက်ခံကစားသမားရဲ့အတွက်အနေငယ်ဟိုဘောလုံးရှေ့ကိုတိကျအောင်ပေးပို့ဖို့ခက်ခဲစေတဲ့အချက်တွေလိုပဲမြင်တယ်။အားလင်းဟာလည်းသပင်ရှည်ကြီးနဲ့ Shout Pressing ပေးနေတဲ့ဟန်တွေကလည်းတော်တော်လေးဒီပွဲတွေမှာမြင်ခဲ့ရပါတယ်။အဲ့တော့ကွင်းလယ်မှာ uh am number 10နေရာပေါ့နော် sorry ကစားသမား2ယောက်ဖြစ်သွားတဲ့အချိန် foreign နဲ့ banado saver arlen haland central zone မှာအပြည့်ပေါ့နော် hybrid speed သွားသလို shaki နဲ့ doku တို့ကလည်း half space steady ဝင်ပြီးတော့ hybrid speed သွားတယ်အဲ့တော့ကြောင့်ဘိုးမောင်ရဲ့လီယောက်တန်ခန်စင်းနဲ့ alex scott တို့ thala adams တို့အဲ့တလောက်ထိဘလုံးကစားရတာချောင်ချောင်လဲလဲမဖြစ်ခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ hybrid speed ကတော်တော်လေးအဆင်ပြေခဲ့တယ်လို့ပဲကျွန်တော်ယူဆပါတယ် okay အဲ့တော့ကျွန်တော် twin သွားတဲ့ twin ကိုလေးတွေ တစ်ချက်ထက်ပြီးတော့ဆွေးနေမယ်လीเนาะ16မိနစ်မှာကျွန်တော်ကောင်တာအထက်ကနေမက်ဆီဒီဂိုးရသွားတယ်အဲ့တော့ဒီကောင်တာအထက်ကရသွားတဲ့ဂိုးမှာဆိုရင်ထိချက်5ချက်ပဲရှိတယ်အဲ့ဒီ5ချက်ကတနောက်ဆုံးဘောလုံးပေးဖို့သူဒီ Ryan Sharkey Sharkey ဒီနေ့ပွဲတော်တော်ကောင်းတယ်ခေါင်းလေးနဲ့ပေးသွားတာလုံးဝအားလင်းဟာလဲရဲ့ running lane နဲ့ကိုကွက်တီပဲ Haaland ဆိုတဲ့ဂျူသားကလည်းအဲ့လိုကြောက်စရာကြီးသူစီဘောလုံးရသွားရင်ဗျာအဲ့လို ဂိုးဝင်မှုက75%လောက်ရှိတယ်ဂိုးသွင်းတာလည်းနတ်သလားမင်းနဲ့အကောင်းဆုံးเนาะကျွန်တော်ဂျော်ဂျီပက်ထရိုဗစ်ကိုတွင်းဥသွားခဲ့တယ်ကျွန်တော်နောက်ထပ်တကူပေါ့เนาะဒါကဘုံမောက်ပြန်ပြီးတော့ချီပါခူးရသွားတာကော်နာရင်တစ်စင်ဒိုနာရမလှမ်းပုတ်တယ်ဒါတော့ဒိုနာရမအမားဗျဒိုနာရမကတော့သူ့အောက်ကထန်းတဲ့အဲတွန်းနဲ့ဘာညာဆိုပြီးဒိုင်ကိုကွန်ပလိန်သွားတက်ပေမဲ့အဝါကက်ပဲပြန်ထိသွားတယ်ပေါ့နော်အဲ့တော့သူ punch လောက်တာလိုတယ်ဗျထိချက်လွဲသွားတယ်ပေါ့နော်အဲ့ဒီ အမားကိုကျွန်တော်ထိုင်လာအဒမ်စ်ကအကောင်းဆုံးအခွင့်အရေးယူသွားခဲ့တယ်။နောက်33မိနစ်မှာတာနီကိုဝီလီယမ်စ်ရဲ့ပါဝင်ပတ်သက်မှုဖတ်ရှိခဲ့တယ်။ပထမဂိုးမှာလည်းနီကိုဝီလီယမ်စ်ရဲ့ဂိုးပါဝင်ပတ်သက်မှုရှိတယ်နော်။အဲ့တော့နီကိုဝီလီယမ်စ်ကနေတစ်ဆင့်ဖိုဒန်ဖိုဒန်ကနေတစ်ဆင့်ရှာကီရှာကီရဲ့ဘောလုံးပေးဖို့ပုံတော်တော်လေးအဆင်မြင့်ခဲ့ပါတယ်။အဲ့တော့ရှာကီကတော့ assist နှလုံးရခဲ့တယ်ပေါ့နော်။ဒီဂိုးကိုလည်းအားလင်းဟန်လန်ဂျော်ဂျီပက်ထရိုဖစ်ကိုကြော်ပြီးတော့ဂိုးသွင်းယူသွားခဲ့တယ်။သူထိန်းလို့မရအောင်အဓိကဟာလန်ရဲ့ level တစ်ခုရောက်နေတဲ့ တိုက်စစ်မှုတရားဝင်အဆင့်တန်းကိုမြင်ခဲ့ရတာပေါ့အဲ့တော့ပြိုင်ဘက်ကဒိုင်ယာခတိပဲဖြစ်ဖြစ်စန်စီပဲဖြစ်ဖြစ်ကလေးတွေပုံစံမျိုးဖြစ်သွားတယ်ခြေတိတ်တွေပုံစံမျိုးဖြစ်သွားတယ်ဟာလန်နဲ့ဝက်ဗာဆွမ်းထိန်းရမယ်ဆိုထိန်းလို့မရခဲ့တာပါဆိုတော့ကျွန်တော်ဒုတိယပိုင်းရောက်တဲ့အခါ56မိနစ်မှာရှာကီဖိုဒန်ရဲ့တွဲလုံးကနေမှတစ်ဆင့်အိုရယ်လီယာမထင်မှတ်တဲ့အခြေအနေကနေထပ်ပြီးတော့ဖြတ်ကန်သွားခဲ့တယ်နောက်ဆုံးချိန်ကမှဒီ3-1ဆိုတဲ့ရလဒ်နဲ့အနိုင်ယူသွားခဲ့တယ်ပေါ့နော်ဆိုတော့ကောင်းပါတယ်ဟိုပက်ဂွာဒီယိုလာအနေနဲ့နီးပြီးအပိုင်းမှာတကယ် ကျွဲဝတဲ့နီးပြတယောက်ဆိုတော့ညာလဲလုတ်တင်လုတ်ထိုက်တာရောပဲသူအကောင်းဆုံးလုတ်သွားရလို့ထင်တယ်။ဟာလန်ကတော့တုံတုံခံစစ်မှုထင်းချုံလို့မရတဲ့ level အဆင့်တန်းတစ်ခုရောက်နေပါပြီခင်ဗျ။